ဒီလိုရှင်မင်းစင်များအားလုံးမင်္ဂလာပါရှင်မနက်ဖြန်တရက်9လ25ပေါ့နော်တရက်9လ25အင်္ဂါနေ့နော်မနက်မနက်ခင်း7:00နာရီတော့ပေါ့နော်ဒါဆိုလို့ရှင်ကို ထိတ်ကိုအရင်ဦးဆုံးပေါ့မယ်နော်ထိတ်ကဒီမှာရှိတာလေးဒီမှာရှိတာခုလေးခုနှလုံးပေါင်းတော့ပေါင်းခြင်းတက်တက်ကဆိုဒီမှာရှိတဲ့နှစ်နဲ့ကိုနဲ့နှလုံးပေါင်းခြင်းတက်တင့်ညင်များခြင်းတက်ဆိုပြီးတော့ရထားတယ်နော်ဒါဆိုရင်နောက်ထပ်တစ်ပင်ကိုဆက်သွားပါမယ်ဒီမှာ၃ညဒီမှာနှစ်၃ညနှစ်နှလုံးပေါင်းတော့ပေါင်းခြင်းနှစ်နော်နှစ်ကဆိုရင်ခုနတိုင်းပဲဆိုရင်เนาะတူတက်တက်မှာရှိရဒီမှာ3ညခွန်เนาะဒီမှာ ဒီလိုမျိုးနှစ်ကိုเนาะ၃ညခွန်နှလုံးပေါင်းခြင်းခွန်ဆိုတဲ့အတွက်ကြောင့်မလို့နှစ်ရဲ့ပါဝါခွန်နဲ့ဆိုပြီးတော့ရထားတယ်ဟုတ်ပြီเนาะဒါဆိုဒီကဒီမှာရှိတာရှစ်ဒီမှာရှိတာငါရှစ်ငါးနှလုံးပေါင်းတော့၃ငါဆိုလို့ရှင်ဒီမှာရှိတဲ့တရဲ့ဒီမှာလာမယ်ထိတ်စီးတစ်လုံးလေနှလုံးပေါင်းမယ်ဆိုရင်ဒီမှာเนาะ၃ဆိုတဲ့ကြောင့်မလို့ equal power เนาะအဲ့တော့ equal power နဲ့ခန်းနဲ့သွားပါမယ် ဆိုတဲ့အကြောင်းမလို့ရှိပိသားက၁เนาะနှလုံးပေါင်းရင်3ဆိုတဲ့အကြောင်း2ထည့်မယ်ရှိပိသားက၁နှလုံးပေါင်းရင်8ဆိုတော့9ထည့်မယ်ရှိပိသားက၁နှလုံးပေါင်းရင်5ဆိုတော့4ထည့်လိုက်နှစ်ခွန်လေးဆိုပြီးတော့ထိပ်စီက3လုံးရသွားပြီเนาะဒါဆိုရင်အခုအပိတ်ကိုတွားပြီးတော့ပြမယ်เนาะအပိတ်ကကြတော့ဒီမှာရှိတာ3 3နှလုံးပေါင်းတော့ပေါင်းခြင်း 6ဆိုပြီးတော့ရတာအစိမ်းနဲ့အောင်ကြည့်ပြပါနော်ဒါဆိုရင်6ကဒီမှာရှိတာ1ဒီမှာရှိတာ8 1ရဲ့နှလုံးပေါင်းတော့6နှခတ်ကိုဟုတ်ပြီနော်ဒါဆိုရင်ခုနကလည်းသွားပါမယ်1ကိုနှလုံးပေါင်းတော့3ညဒီမှာ3 4နှလုံးပေါင်းတော့ခွန်ဆိုတဲ့အတွက်ကြောင့်မို့လို့3ညနှခတ် ဖုန်းပေါ့နော်။ဒါဆိုရင်ဒီမှာရှိတာနှစ်ချနှလုံးပေါင်းတော့ဒီလိုပြမရေးနိုင်မယ်နော်။ပေါင်းချင်းရှစ်နော်။ဒါဆိုရင်သူကဒီမှာရှိတဲ့နှစ်ရဲ့ဒီမှာလာမဲ့အပိတ်တလုံးရေနော်။နှလုံးပေါင်းမဲ့ဆိုရင်ရှစ် equal power နက်ခတ်သွားမယ်နော်။ရှစ်သုံးတက်ပေါ့နော်။ဒါဆိုလို့ရှိရင်နှစ်ရှိပြီးသားနောက်တစ်လုံးနဲ့ပေါင်းရင်ရှစ် 6ထဲမှာ2ရှိပြီဒါနောက်လုံးနဲ့ပါရင်3 2ထဲမှာ2ရှိပြီဒါနောက်လုံးနဲ့ပါရင်3ဆိုတော့6ထဲလိုက်မယ်เนาะဒါဆိုရင်ဒီကဏ္ဍလေးတွေထည့်ရပိတ်လေးရအောင်ပေါ့เนาะကဏ္ဍလေးတွေတွေ့ကြည့်အောင်เนาะ1 6 1 7 1 9ပေါ့เนาะခွန်6ခွန်7ခွန်9ပါ4 6 4 7လေး ကိုပါเนาะအကြိုက်ဆုံးကတော့ဒီမှာတုံညာပရိလေး6လေးပါเนาะအာကမနတဲ့နခင်တက်ကိုညီမကြိုက်တဲ့ခဏလေးပေါ့နော်။ပြန်ကြိုက်ဖြစ်ပါတယ်။ကိုလိုမာတို့ကကြိုက်သူမကြိုက်တဲ့ပဲဆိုလိုက်ပြီးတော့ကစားကြပေါ့နော်။အားလုံးပဲဗီဒီယိုနခင်မှာကန်ကောက်ကြပါစေလို့ဆုတောင်းပေးတယ်ပါရှင်။အားလုံးပဲကျေးဇူးတင်ပါတယ်။